2021နဲ့2025မတူတော့ဘူး2021တုန်းကဖွဲ့စည်းခဲ့တဲ့မြို့သားညီညွတ်ရေးအစိုးရဟာဒီ2025မှာဆက်ပြီးတော့ဒီလိုပုံစံမျိုးအတိုင်းသွားလို့မရတော့ဘူးအားလုံးပါဝင်တဲ့ဒိုင်းရင်သားတော်လှန်ရေးခေါင်းဆောင်တွေပါဝင်တဲ့ဖွဲ့စည်းမှုစုစည်းမှုတိဆောက်မှုမျိုးနဲ့ဆက်သွားဖို့လိုတယ်ဆိုတာကိုကျွန်တော်တို့လူတွေအားလုံးဆွေးနွေးပြကြတယ်တိုင်ပင်ပြကြပါတယ်အားလုံးလည်းသဘောတူကြပါတယ်ဒါကြောင့်ကျွန်တော်တို့ကျွန်တော်ပို့ချုပ်တည် ခေါင်းဆောင်တွေကိုပြောခဲ့တယ်လို့ပဲအခုချိန်မြန်မာနိုင်ငံရဲ့အနာဂတ်ကျွန်တော်တို့တော်နိုင်ရေးရဲ့အနာဂတ်ဟာခေါင်းဆောင်တို့ဗိုလ်ချုပ်တို့ရဲ့ပခုံးပေါ်မှာရောက်နေပြီခေါင်းဆောင်တို့ဗိုလ်ချုပ်တို့ပါဝင်မှသာလျှင်ကျွန်တော်တို့တော်နိုင်ရေးကိုအောင်မြင်အမြန်ဆုံးနဲ့အောင်မြင်အောင်ဆောင်ရွက်နိုင်မယ်တိုက်ပွဲဝင်နိုင်မယ်ဆိုတာကျွန်တော်တို့ပြောပြပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ တဖွဲ့ချင်းတစုချင်းတဒေတာချင်းတော်လန်တိုက်ခိုက်ရမည့်အချိန်မဟုတ်တော့ပဲအားလုံးစုစည်းညီညွတ်မှုဖြင့်တော်လန်ရေးနောက်တဆင့်တက်ရန်တိုင်းရင်းသားကောင်းဆောင်များယုံကြည်လက်ခံထားမကြမီတိုးတက်ပြောင်းလဲစုစည်းညီညွတ်ပေါင်းစပ်မှုများပေါ်လာမည်ဟုဒေါက်တာဇော်ဝေစုပြောလိုက်သည်မူအဆုံးထိနားဆင်ဝေဖန် သုံးသပ်ပေးသွားကြပါဦးခမညာပထမဆုံးအခုလက်ရှိဆရာကြီးအနေနဲ့မြေပြင်မှာလုတ်ကင်ဆောင်ရွက်နေတဲ့ကိစ္စတွေအကြောင်းနဲ့ပတ်သက်ပြီးပြောပြပေးပါအောင်ဆရာကြီးခမညာပထမဆုံးပြောချင်တာကတော့မနေ့ ကျွန်တော်အိယာနိုးတဲ့အချိန်မှာငါမြမပြည်ကိုပြန်ရောက်နေပါလားငါပြည်သူတွေနဲ့အတူတူရှိနေပါလားငါရဲဘော်တွေနဲ့အတူတူမြေပြင်မှာ ရှိနေပါလားဆိုတဲ့အသည့်နဲ့နိုးထရခြင်းကဘာနဲ့မှအစားထိုးလို့မရတဲ့ဘာနဲ့မှလဲလို့မရတဲ့အသည့်ခံစားမှုကိုရတယ်လို့ခွန်အားတွေကိုရတယ်လို့ကျွန်တော်အရင်ဆုံးပြောချင်ပါတယ်အဲမြေပြင်မှာရောက်ရောက်ချင်းမြေပြင်ယုံတွေကျွန်တော်စောက်ဖြစ်ပါတယ်ခုဆိုရင် အဲမြေပြင်ပညာရေးဝင်ကြီးရုံးမြေပြင်ကျန်းမာရေးဝင်ကြီးရုံးကျွန်တော်တို့ရှိပါတယ်အဲတိဆောက်မှုတွေပြုလုပ်နေပါတယ်ပညာရေးနဲ့ကျန်းမာရေးအကောင့်အထည်ဖော်မှုတွေကိုမြေပြင်မှာရှိတဲ့ဆရာဆရာမတွေအဲမြေပြင်မှာရှိတဲ့ပညာရေးဝန်ဆောင်မှုတွေကို ပေးနေခဲ့တယ်ပေးနေကြတဲ့အစဉ်တစိုက်ဒေါ်လာရေးရဲ့အစကနေကအခုချိန်ထိအဲပေးနေတဲ့ CDM ဆရာဆရာမတွေ CDM အင်အားစုတွေနဲ့တွေ့ပြပါတယ်ကျန်းမာရေးအနေနဲ့ဆိုရင် CDM ကျမကြီးဆောင်းလျှောက်တဲ့သူတွေအဲဟိုဆရာဝန်တွေသူနာပြုတွေအဲကျမကြီးဆောင်းလျှောက်တဲ့သူတွေ ਨੇ ကျွန်တော်တွေ့ပြတယ်သူတို့ ਨੇ တိုင်မြင်တယ်သူတို့ ਨੇ ဆွေးနွေးပြီးတော့ကျွန်တော်တို့ရဲ့လွမြောက်ဒေတာအတွက်လွမြောက်ဒေတာမှာရှိနေတဲ့ပြည်သူတွေအတွက်အကောင်းဆုံးကျမကြီးပညာကြီးဝန်ဆောင်မှု တွေပေးနိုင်ဖို့အတွက်တိုင်မြင်ဆွေးနွေးပြီးတော့ကျွန်တော်တို့အဲတိဆောက်မှုတွေပြုလုပ်နေပါတယ်လို့ကျွန်တော်ဖြည့်ကြည့်ပါတယ်အဲဒါအပြင်ခုကျွန်တော်တို့တွေဒီလွမြောက်ဒေတာကိုအခြေခံပြီးတော့ တော်လန်ရေးကနောက်တစ်ဆင့်တက်ဖို့အတွက်အဲကျွန်တော်တို့အဲပြင်ဆင်နေတာဖြစ်ပါတယ်ဒီလွတ်မြောက်ဒေသတွေမှာပညာရေးနဲ့ပတ်သက်ရင်အခြေခံပညာအနေနဲ့တော့အကောင့်ထဲပေါ်နေပြီးသားဖြစ်ပါတယ်အခုအချိန်မှာလိုအပ်ချက်ကတော့အခြေခံပညာက နောက်တစ်ဆင့်တက်ပြီးအဆင့်မြင့်ပညာနောက်တက်မွေးပညာတွေကိုကျွန်တော်တို့သင်ကြားပေးနိုင်ဖို့အတွက်ကျောင်းသူကျောင်းသားတွေအတွက်ကျွန်တော်တို့စီစဉ်ဆောင်ရွက်နေပါတယ်2026 January February ကိုရည်မှန်းပြီးတော့ ကျွန်တော်တို့တက်မွေးပညာကျောင်းတွေအဲအဆင့်မြင့်ပညာကျောင်းတွေနောက်ဈေးနဲ့ပတ်သက်ရင်ဈေးတက်ကတူအဲဈေးကျောင်းတွေပေါ့နော်နောက်သူနာပြုတက်ကတူသူနာပြုကျောင်းတွေအဲ community hub လူမှုကျန်းမာရေးနဲ့ပတ်သက်တဲ့အဲကျောင်းတွေကိုကျွန်တော်တို့ခွင့်လင်းနိုင်ဖို့အတွက်စီစဉ်နေပါတယ်ဒါတွေဟာအခု2026 January February မှာစတင်ဖွင့်လင်းနိုင်လိမ့်မယ်လို့လည်းကျွန်တော်တို့အဲယုံကြည်ပါတယ်ဒါအပြင်အဲ့ဒီအချိန်အတွက်ကျောင်းသူကျောင်းသားတွေအနေနဲ့ အခုကနေ့ကကြိုတင်ပြင်ဆင်ထားကြဖို့လဲကျွန်တော်ဒီနေရာမှာအဲကြုံတော့အခုချိန်ခါတင့်တော့ကျွန်တော်နှုတ်ဆော်ရပါတယ်အဲအခုကျွန်တော်တို့ဒီရှိနေတယ်ပေါ့နော်မြေပြင်ဒီလွတ်မြောက်ဒေသတွေပေါ့ဗျာအခုလိုချိန်မှာအဲလေကြောင်းပြန်မှအပကျန်တာကျွန်တော်တို့တွေအဲကင်းလွတ်ပါတယ်ဒီမှာလက်နဲ့ကြီးလဲမရောက်နိုင်ဘူးအဲစစ်ကြောင်းနေလဲမထိုးနိုင်တဲ့နေရာတွေကျွန်တော်တို့မှာအများကြီးရှိပါတယ်ဆိုဒီနေရာတွေရဲ့ပြန်လည်ထူထောင်ရေးနဲ့ခွင့်မျိုးတိုးတက်ရေးလုပ်ငန်းတွေဟာ အရေးကြီးပါတယ်။ဒါကြောင့်တရားကိုလည်းပဲကျွန်တော်အခုချိန်မှာဒီမြေပြင်ရောက်တဲ့ချိန်မှာကျွန်တော်တို့ NUG မြေပြင်မှာလည်းစုပေါင်းယုံလည်းရှိပါတယ်။အဲဝင်ကြီးဒုဝင်ကြီး၈ယောက်၉ယောက်ကျွန်တော်တို့ယုံထိုင်နေယုံလည်းရှိပါတယ်။အဲ့ဒီယုံမှာအချိန်ပြည့်အာယုံစိုက်ပြီးတော့ပြန်လဲထူထောင်ရင်းနဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကိုစီစဉ်ဆောင်ရွက်နေတယ်လို့ကျွန်တော်အနေနဲ့ဖြေချင်တယ်။အဲကျွန်တော်မရောက်ခင်ကနေကလည်းတကယ်တော့ဒီမှာရှိနေတဲ့အဲတော်လန်ရေးအဖွဲ့အစည်းအသီးသီးနဲ့ CDMA အားလုံးကစူးစမ်းနေခဲ့ကြပြီးဖြစ်ပါတယ်။ဒီပေါင်းစည်းမှုတွေနဲ့ဒီစူးစမ်းမှုတွေနဲ့ကျွန်တော်တို့ဒီ NUG မြေပြင်ရုံးနဲ့နောက်ဒီအဲကျွန်တော်တို့ပညာရေး၊ကျန်းမာရေးအဲဝင်ကြီးရုံးတွေနဲ့ပေါင်းပြီးတော့မကြာမီမှာမြေပြင်စီးတက်ကတူမြေပြင်သူနာပြုတက်ကတူမြေပြင်ပြည်သူ့ကျန်းမာရေးတက်ကတူတွေဖွင့်လှစ်နိုင်မှာဖြစ်ပါတယ်။မကြာမီမှာမြေပြင်အဆင့်မြင့်ပညာတက်ကတူတွေဘာသာရပ်ပေါင်းစုံအဆင့်မြင့်ပညာတက်ကတူတွေတက်မွေးပညာကျောင်းတွေ ဒေါ်လာရည်နဲ့အနာဂတ်အတွက်လိုအပ်တဲ့လူစွမ်းအားအရင်းအမြစ်တွေကိုထုတ်လုပ်ပေးနိုင်မှု အားဖြည့်ပေးနိုင်မှုနောက်ဒီလွတ်မြောက်ဒေသကိုအခြေခံပြီးအားကောင်းတဲ့ဒေါ်လာရည်ကိုနောက်တစ်ဆင့်တက်နိုင်ဖို့အတွက်ကျွန်တော်တို့ပြင်ဆင်မှုတွေတည်ဆောက်မှုတွေပြုလုပ်နေတယ်လို့ကျွန်တော်ဖြည့်ကြပါတယ်ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာအာဆရာကြီးကအခုဆိုရင်မြေပြင်ကိုပြန်ရောက်တာ6လခွဲရှိပြီဆိုတော့ဆရာကြီးအနေနဲ့တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေနဲ့ဒီတွေ့ဆုံကြတဲ့ဓာတ်ပုံတွေကိုလူမှုကွန်ရက်စာမျက်နှာမှာတင်ထားတာလည်းတွေ့ရတော့ ။နိုင်ငံသားတော်လှန်ရေးအဖွဲ့ EAO တွေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ကြားကဆက်ဆံရေးအခြေအနေအပြင်ဒီရှေ့ဆက်ဖြစ်လာနိုင်တဲ့အလားအလာတွေကဘယ်လိုရှိပါလဲဆရာကြီးခင်ဗျာ။အဲကျေးဇူးပါ။ကျွန်တော်လည်းအဲရှေ့မှာကျွန်တော်တို့ဟို P2P ပေါ့နော်ပြည်သူမှပြည်သူတို့ဆိုတဲ့အင်တာဗျူးတချို့မှလည်းကျွန်တော်ဖြေခဲ့ပြီးဖြစ်ပါတယ်ဒါနဲ့ပတ်သက်။ဘာလို့လဲဆိုတော့ကျွန်တော်မြန်မာပြည်ကိုပြန်ရောက်ရောက်ချင်းပထမဦးဆုံးသောလာဒီမှာကျွန်တော်ဆောင်ရွက်ခဲ့တာကဒီတိုင်းရင်းသားခေါင်းဆောင်တွေတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့တွေ့ဆုံခြင်းဖြစ်ပါတ ကျွန်တော်တို့တာမန်တွေ့ဆုံခြင်းမဟုတ်ဘဲရင်းရင်းနီးနီးအတူနေအတူစားအတူသွားပြီးတော့ကျွန်တော်တို့တွေ့ဆုံခဲ့တဲ့တွေ့ဆုံမှုမျိုးတွေဖြစ်ပါတယ်ကျွန်တော်ဒေတာအတီးတီးဖွဲ့စည်းတီးတီးနဲ့ချိန်ပေးပြီးနှစ်ပတ်သုံးပတ်တချို့အဖွဲ့အစည်းတွေနဲ့ဆိုတလကျွန်တော်နေပြီးတော့ဒါကိုဆွေးနွေးခဲ့ညှိနှိုင်းခဲ့တိုင်ပင်ခဲ့ informally ကျွန်တော်တို့လွတ်လွတ်လပ်လပ်ပြောဆိုဆွေးနွေးခဲ့တာတွေရှိပါတယ်ဒါကြောင့်လည်းပဲဒေါ်လာရေးအဖွဲ့အစည်းအတီးတီးခေါင်းဆောင်အတီးတီးကလည်းဒါနဲ့ပတ်သက်ပြီးတော့အခုချိန်မှာ ပြောဆိုနေတာတွေဆွေးနွေးနေတာတွေအဲမီဒီယာထဲမှာရေးသားနေတာတွေလည်းအားလုံးတွေ့မှာဖြစ်ပါတယ်အဲကျွန်တော်တို့ NUG ရဲ့ဒေါ်လန်ရေးရဲ့ပေါ့နော်ကျွန်တော်တို့ reform upgrade တချို့ကလည်း reform လို့ပြောတယ်ဒါတချို့ကလည်း upgrade လို့ပြောတယ်ဆိုတော့ကျွန်တော်တို့အားကောင်းအောင်လို့ကျွန်တော်တို့ဒါတိုင်းရင်းသားဒေါ်လန်ရေးအဖွဲ့အစည်းများနဲ့စုစည်းညီညွတ်ခြင်းဟာပါဝင်ကြခြင်းဟာအရေးကြီးတယ်ဆိုတော့အားလုံးလည်းအဲယုံကြည်ကြတယ်အားလုံးလည်းဒါကိုအဲစူးစမ်းနေကြတယ်ဆိုတော့အားလုံးသိပဲဖြစ်ပါတယ် ျွန်တော်လည်းဒါကြောင့်ဒီခေါင်းဆောင်အနေနဲ့တွေ့တဲ့အချိန်မှာကျွန်တော်ခေါင်းဆောင်တွေကိုပြောတာကျွန်တော်အင်တာဗျူးမှတစ်ခုမှပြောမှုပါတယ်2021နဲ့2025မတူတော့ဘူး2021တုန်းကဖွဲ့စည်းခဲ့တဲ့မြူသားညညရေးအစိုးရဟာဒီ2025မှာဆက်ပြီးတော့ဒီလိုပုံစံမျိုးတိုင်းသွားလို့မရတော့ဘူးအားလုံးပါဝင်တဲ့ဒိုင်းရင်သားတော်လှန်ရေးခေါင်းဆောင်တွေပါဝင်တဲ့ဖွဲ့စည်းမှုစုစည်းမှုတိစောက်မှုမျိုးနဲ့ဆက်သွားဖို့ လိုတယ်ဆိုတာကိုကျွန်တော်တို့လူတွေအားလုံးဆွေးနွေးပြကြတယ်တိုင်ပင်ပြကြပါတယ်အားလုံးလည်းသဘောတူကြပါတယ်ဒါကြောင့်အဲကျွန်တော်တို့ဟိုကျွန်တော်ပို့ချုပ်တီးခေါင်းဆောင်တွေကိုပြောခဲ့တယ်လို့ပဲအခုချိန်မြန်မာနိုင်ငံရဲ့အနာဂတ်ကျွန်တော်တို့တော်လှန်ရေးရဲ့အနာဂတ်ဟာခေါင်းဆောင်တို့ပို့ချုပ်တို့ရဲ့ပခုံးပေါ်မှာရောက်နေပြီခေါင်းဆောင်တို့ပို့ချုပ်တို့ပါဝင်မှသာလျင်ကျွန်တော်တို့တော်လှန်ရေးကိုအောင်မြင်အမြန်ဆုံးနဲ့အောင်မြင်အောင်ဆောင်ရွက်နိုင်မယ်တိုက်ပွဲဝင်နိုင်မယ်ဆိုတာကျွန်တော်တို့ပြောပြပါတယ်ပြောပြတယ်လို့ပဲ ဖွဲ့အစည်းတိုင်းခေါင်းဆောင်တိုင်းကလည်းယုံကြည်တယ်ဆိုတာကိုတော့ကျွန်တော်ဒါကျွန်တော် informal meeting နေမှာကျွန်တော်တွေ့ရှိခဲ့ရပါတယ်တကယ်တော့အခုအချိန်ဟာဒီ2025 2026ဟာတစုချင်းတစ်ဖွဲ့ချင်းတည်ဒေသချင်းစဉ်းစားရမယ်တည်ဒေသချင်းတိုက်ရမယ်တော်လှန်ရမယ်အချိန်မဟုတ်တော့ပါဘူးအားလုံးပေါင်းစည်းပြီးတပြိုင်နက်တည်းတက်ညီလက်ညီအလုပ်လုပ်ရတော့မယ်အချိန်တော်လှန်ရတော့မယ်အချိန် တိုက်ပွဲဝင်ရတော့မယ့်အချိန်ဖြစ်တယ်လို့လည်းကျွန်တော်အဖွဲ့အစည်းအသီးသီးနဲ့ခေါင်းဆောင်တွေကိုကျွန်တော်ပြောပြပါတယ်။အားလုံးကလည်းယုံကြည်လက်ခံကြပါတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့တော့မကြာမီအချိန်အတွင်းမှာတိုးတက်ပြောင်းလဲမှုတွေနဲ့စုစည်းညီညွတ်ပေါင်းစပ်မှုတွေပေါ်ပေါက်လာမယ်လို့ကျွန်တော်မြင်ပါတယ်။ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာ။ နောက်တစ်ခုကဆရာကြီးကိုတိုင်း PDF တွေနဲ့တွေ့ဆုံခဲ့တာတွေလည်းရှိတော့ PDF လူငယ်တွေရဲ့အခြေအနေကိုပြောပြပေးပါအောင်ခင်ဗျာတစ်ဆက်တည်းမှာပဲဒီနေဦးတော်လိုင်းကြီးမှာကြာဆုံးခဲ့ကြတဲ့ PDF တွေနဲ့ထိခိုက်ဒဏ်ရာရကြတဲ့ PDF တွေအတွက်အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ဘာတွေလုပ်ပေးနေတာတွေရှိပါသလဲဆရာကြီးခင်ဗျာကျေးဇူးပါကျွန်တော်ဒီမြေပြင်ရောက်တဲ့အချိန်မှာအဓိကအလုပ်တစ်ခုအနေနဲ့သတ်မှတ်ပြီးတော့ရဲဘော်တွေနဲ့တပ်ရင်းတပ်ဖွဲ့တွေနဲ့စနစ်တကျအချိန်ပေးပြီးတော့ အစီအစဉ်ဆွဲပြီးကျွန်တော်တွေ့ပြပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနရဲ့အစီအစဉ်စစ်ဒေသရဲ့အစီအစဉ်တွေနဲ့တရင်တပ်ဖွဲ့တွေရဲဘော်တွေနဲ့တရင်တနီတွေ့ဆုံနိုင်အောင်လဲစီစဉ်ပြီးကျွန်တော်တွေ့ဆုံခဲ့မှုတွေရှိပါတယ်။တချို့လဲမီဒီယာထဲမှာပါပြီးသားပေါ့နော်။ကျွန်တော်တို့မိုင်းမိုင်ဆန်းတို့ကျစင်ထုံးတို့နဲ့ကျွန်တော်တို့တွားခဲ့တဲ့ပုံတွေလည်းမီဒီယာထဲမှာအဲပါပြီးသားဖြစ်ပါတယ်။သူတို့နဲ့အတူတူနေအတူတူစားအတူတူပဲပြောခဲ့ဆိုခဲ့ဆွေးနွေးခဲ့ ဟောပြောခဲ့တခြင်းတွေစုခဲ့တဲ့အစီအစဉ်တွေကျွန်တော်တို့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီရဲဘော်တွေဟာဒီနေ့မြေပြင်မှာတိုက်ပွဲဝင်နေကြပြီးအောင်မွေးတွေရရှိနေတာကိုလည်းတွေ့ရပါတယ်တကယ်တော့ဒီတွေ့ဆုံမှုတွေဟာကျွန်တော်တို့တွေအပြန်အလှန်အားယူနိုင်တဲ့တွေ့ဆုံမှုတွေဖြစ်ပါတယ်တကယ်ကိုတက်ကြွတဲ့ရဲရင်တဲ့တတိရှိတဲ့တိုင်းပြည်အတွက်တော်လှန်ရေးအတွက်အနာဂတ်မျိုးဆက်တစ်တို့အတွက်အသက်ကိုပင်ပဓာနာမထားပဲ ်အခုလိုတိုက်ပွဲဝင်နေကြတဲ့ပါဝင်နေကြတဲ့ရဲဘော်တွေကိုအခုလိုကိုယ်တိုင်တွေ့ရကြုံရတဲ့ဦးနဲ့တူရင်းရင်းနှီးနှီးနေထိုင်ရတာဟာသူတို့တွေအတွက်အားဖြစ်စေတယ်လို့ကျွန်တော်တို့အတွက်လည်းအားဖြစ်စေပါတယ်။ဒါကြောင့်တကယ်တော့အခုဒီဒေါ်လာရေးမှာပါဝင်နေကြတဲ့ရဲဘော်တို့အတွက်ကျွန်တော်တို့တွေပုံမိုပြီးတော့ထောက်ပံ့နိုင်အောင်ပုံမိုပြီးအားကောင်းတဲ့တိဆောက်မှုတွေနဲ့ပုံမိုပြီးအားကောင်းတဲ့ထောက်ပံ့မှုတွေကျွန်တော်တို့ပြုလုပ်နိုင်မှုလိုအပ်တယ်။ ဒါကိုလည်းကျွန်တော်တို့ NUG အနေနဲ့တော်လန်ရေးဖွဲ့စည်းတည်တည်နဲ့ညှိုးစားတယ်လို့ပြည်သူတွေအနေနဲ့လည်းဆက်လက်ပြီးပါဝင်ပြီးခုလို့ရတယ်လို့ကျွန်တော်ဒီနေ့မှာပြောတယ်။တော်လန်ရေးမှာမြင့်မြတ်စွာကြာဆုံးခဲ့ကြတဲ့ PDF တီတော်လန်ရေးမှာမြင့်မြတ်စွာကိုလက်အင်ကပြီးဆက်ခဲ့ကြတဲ့ PDF တီထိခိုက်ဒဏ်ရာရတဲ့သူတွေအတွက်ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရကຫນွေဦးတော်လန်ရေးက နိုင်ငံတော်ကတာဝန်ယူကြရမှာဖြစ်ပါတယ်။တာဝန်ယူနေတာလည်းဖြစ်ပါတယ်။2023လုံးကကျွန်တော်တို့မိလာကန်တရက်ကျင်းပခဲ့ပါတယ်။ဒီခုလိုလက်နက်ကင်တော်လန်ရေးမှာပါဝင်နေတဲ့တိုက်ပွဲဝင်နေတဲ့ရဲဘော်အသီးသီးအတွေ့အသေးအချာမှတ်တမ်းထားပြီးမိသားစုအတွေ့ရဲဘော်တွေအတွေ့တသက်စာလုံးတဘဝလုံးစာ အာမခံမဲ့အာမခံချက် တာဝန်ယူမှုတာဝန်ခံမှုနဲ့အထူးအလေးထားဆောင်ရွက်ဖို့လိုအပ်တယ်ဆိုတာကိုဒီညီလာခံမှာဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းပဲကျွန်တော်တို့အခုအချိန်မှာအသက်ပေးသွားရတဲ့ရဲဘော်တွေအတွက်ကောရဲဘော်တွေရဲ့မိသားစုတွေအတွက်ကောကိုလက်အင်ကဆွန့်လွတ်ခဲ့ရတဲ့ရဲဘော်တွေအတွက်ကောဒီရဲဘော်တွေအတွက်တသက်တာလုံးတဘဝဇာလုံးကျမ်းမာရေးပညာရေးအသက်မွေးဝမ်းကြောင်းရေးအတွက်တာဝန်ယူဖို့ တာဝန်ခံနိုင်မှုဒီနေ့ NUG နဲ့မြို့သားညီညွတ်ရေးအစိုးရနဲ့တော်လှန်ရေးတာမကအနာဂတ်မှာပေါ်ပေါက်လာမယ့် Federal Democracy နိုင်ငံကပါတာဝန်ယူတာဝန်ခံနိုင်မှုမူဝါဒတွေချမှတ်နေတယ်အကောင့်အထည်ဖော်မှုတွေပြုလုပ်နေပါတယ်ဥပဒေပြုနိုင်ဖို့အတွက်လည်းစီစဉ်ဆောင်ရွက်နေတယ်လို့ကျွန်တော်အနေနဲ့ဒီနေရာမှာအသိပေးခြင်းပါဟုတ်ကဲ့ပါဆရာကြီးခင်ဗျာနောက်တစ်ချက်ကတော့ဒီ PDF တွေထဲမှာပညာရေးတဝက်တစ်ပြက်နဲ့ဝင်ရောက်တာဝန်ထမ်းဆောင်နေကြတဲ့သူတွေလည်းရှိနေတော့ PDF လူငယ်တွေရဲ့ပညာရေးစုံကန်းတိုင်မှုနောက်ပြီးပညာရေးနဲ့အဆက်ပြတ်မသွားဘူးဘလို့အစီအစဉ်တွေရှိပါလဲဆရာကြီးခင်ဗျာအဲခုနကကျွန်တော်ဖြည့်သွားတဲ့အထင်မှလည်းပါပြီးသားပေါ့နော်ဒါ2023မှာကျွန်တော်တို့ပြုလုပ်ခဲ့တဲ့ဒီတော်လန်ရေးအတွင်းမှာပါဝင်ကြတဲ့ဆိုတော့လက်နဲ့ကင်သူရောလက်နဲ့မကင်တဲ့သူတွေရောပေါ့လေလူငယ်တွေအတွက်အာမခံချက်ပေးဖို့ဆိုတာကျွန်တော်တို့ဒီညီလာခံမှာဆုံးဖြတ်ခဲ့တာဖြစ် မြင်းချက်မျိုးနယ်ညောင်ပင်ရွာကိုတီတာယုံမှုပြူစောတိအဖွဲ့ကဝင်ရောက်မိရှုနေပြီးတိုက်ပွဲပြင်းထန်နေပြည်သူထောင်ချီထွက်ပြေးနေရမန္တလေးတိုင်းမြင်းချက်မျိုးနယ်ညောင်ပင်ရွာကိုတီတာယုံမှုကောင်းဆောင်သောပြူစောတိအဖွဲ့ကဝင်ရောက်မိရှုနေမှုကြောင့်တိုက်ပွဲပြင်းထန်နေကြောင်းဒေသနေပြည်သူများကရန်ကုန်ခေတ်တည်ထောင်ထဏထံသို့ပြောကြားသည် စတင်ဘာလ28ရက်နေ့မှစတင်၍မြင်းချံမြို့နယ်ညောင်ပင်ရွာကိုမြင်းချံမြို့နယ်ပြူစောတိကောင်းဆောင်တီတာယုမုံဦးဆောင်သောအင်အား400ခန့်မှစစ်ကြောင်းကဝင်ရောက်မိရှုနေမှုကြောင့်ယနေ့အချိန်ထိနေ့စဉ်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကပါရာမူရာ74ထိတိုးဖြင့်ဘုံကျဲတိုက်ခိုက်လျက်ရှိကြောင်းသိရသည် မြောင်မင်းရွာကိုမိရှို့နေတဲ့တီတာယုမွန်ဖွဲ့ကပြူအင်အားက400နီးပါးလောက်နဲ့ရှို့နေတာတိုက်ပွဲတွေလည်းတောက်လျှောက်ဖြစ်နေတဲ့မြေပြင်မှာကစီရီအခြေအနေတွေကရှုပ်ထွေးနေတော့ပဲမြောင်ပင်ရွာမှာဘလောက်မီးလောင်ထားလဲဆုံးရှုံးထားလဲဆိုတာမသိရသေးပါဘူးလက်ရှိစစ်ကြောင်းကမြောင်ပင်ရွာထဲမှာပဲရှိသေးတယ်ဟုဒေတာနေပြည်သူတအူးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည် အကျန်းဖတ်စစ်တက်လက်အောက်ခံပြူစောတိများမိရှို့နေသည့်မြောင်ပင်ရွာသည်မြင်းချံမျိုးအနီးတွင်တည်ရှိပြီးယနေ့အထိလေးကျိမြောက်မိရှို့ခံရခြင်းဖြစ်ကြောင်းရင်းစစ်ကြောင်းကြောင့်မြောင်ပင်ရွာတဲရွာခင်မတဲရွာမြောက်ကွန်းရွာရွာကြီးရွာရွာတိရွာစသည့်ကျေးရွာ9ကျော်မှပြည်သူ9000ကျော်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်းသိရသည် ကီသူတွေကတော့ရှောင်နေကြရတဲ့စစ်ကြောင်းထိုးလာတယ်ဆိုတာသိတာနဲ့တပြိုင်တည်းစစ်ကြောင်းထိုးလာတဲ့လမ်းကြောင်းပေါ်နဲ့အနီးတစ်ဝိုက်ရွာတွေကတော့ရှောင်နေကြရတာပြီးတော့နေကြောင်းကနေလည်းနေတိုင်းပဲပါရာမိုတာတို့ဘာလို့နဲ့ချနေတာမိဘပြည်သူတွေအနေနဲ့ကိုယ်အသက်ထက်တန်ဖိုးရှိတာဘာမှမရှိလို့ဘေးလွရာကိုရှောင်ရှားနေထိုင်ပေးကြစေချင်ပါတယ်ဟုဒေတာနေပြည်သူတအူးကပြောဆိုသည် တော်လန်ရေးတပ်ဖွဲ့များအနေဖြင့်အဖွဲ့အစည်းများပူးပေါင်းကအကြမ်းဖက်စစ်တပ်စစ်ကြောင်းများကိုခုခံတိုက်လျက်ရှိပြီးတိုက်ပွဲအသေးစိတ်အခြေအနေကိုသိရှိရခြင်းမရှိသေးကြောင်းသိရသည်။အဲဒီညီလာခံက၃ရက်ကျွန်တော်တို့ကျင်းပတာတကယ်တော့ဆွေးနွေးကြရင်လည်းကျွန်တော်တို့၄ရက်မြောက်အထိရောက်သွားတဲ့ညီလာခံတစ်ခုဖြစ်ပါတယ်။အဲဒီမှာရဲဘော်တွေရဲ့ကိုစားပြုတွေလည်းပါဝင်နေဒီအသီးသီး stakeholder တွေလည်းပါဝင်နေနောက်ကနားလို့ပေါ့နော်ထောင်သွင်းအချင်းချခံရတဲ့ရဲဘော်တွေရဲ့ကိုစားပြုမှုတွေလည်းပါဝင်နေအဲဒါအပြင် နိုင်ငံတကာအတွေ့အကြုံရှိတဲ့ဒိုမီမီဝင်းဘတ်တို့လိုအတွေ့အကြုံရှိတဲ့သူတွေပါသူတို့ ENN တို့ကိုရီးယားစစ်ပွဲတို့အတွေ့အကြုံရှိတဲ့သူတွေပါပါဝင်ပြီးကျွန်တော်တို့ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာဆုံးဖြတ်ချက်ပေါင်း60ကျော်တည်းကအဲတခုကိုကျွန်တော်ထုတ်ပြရရင်ဒီရဲဘော်တွေရဲ့ပညာရေးကိုအခုချိန်လဲကျွန်တော်တို့ဆက်ပြီးတော့တင်ယူခြင်းရင်တင်ယူနိုင်အောင်စီစဉ်ရမယ်ဆိုတာရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့လည်းအခုလည်းအဲလက်နက်ကင်နေတဲ့ရဲဘော်တွေတဲကတချို့ဟာအ ကျွန်တော်တို့အစီအစဉ်နဲ့ BECA ဆိုတဲ့ Basic Education Completion Assessment ဆိုတဲ့ခြေကံပညာပြီးညောက်ကြောင်းစမ်းစစ်မှုကိုဝင်ရောက်ဖြည့်ဆို့နိုင်အောင်အစီအစဉ်ပေးပြီးဖြည့်ဆို့မှုတွေလည်းရှိပါတယ်။ဒါအပြင်တချို့ဆိုရင်ဒီကအဲတက်လက်ဆတက်ကတူပညာကိုတက်လက်ဆသူတွေအတွက်လည်းပဲကျွန်တော်တို့ရဲ့ online ပညာရေးနဲ့ဆက်ပြီးသင်ကြားနိုင်အောင်အစီအစဉ်မှုတွေလည်းရှိပါတယ်။တချို့ဆိုရင်အဲ thesis တွေအဲဒီတို့ရဲ့ PhD တို့ master ဘွဲ့တွေအတွက် စာတန်းတင်တာတွေကိုတင်နိုင်အောင်စီစဉ်ပြီးတော့ဝယ်ပေးနိုင်ရတဲ့သူတွေပဲရှိတယ်ဆုံးလို့ရတယ်ရဲဘော်တွေနဲ့ကျွန်တော်တွေ့ပါတယ်သူတို့တွေဘာဖြစ်ချင်တယ်ဘာလုပ်ချင်တယ်ဆိုတာတွေသူတို့ပြောကြတော့သူတို့ရဲ့စန္ဒကိုကျွန်တော်တို့ပြည့်မြောက်စေဖို့သူတို့ဘဝအတွက် သူတို့အသက်မွေးဝမ်းကြောင်းအတွက်ခုအသက်မွေးဝမ်းကြောင်းပညာတွေကိုတင်ကြားပေးဖို့စီစဉ်နေပါတယ်။စပြီးတင်နေတယ်လို့လည်းပြောလို့ရပါတယ်။စိုက်ပျိုးမွေးမြူရေးတွေကွန်ပျူတာနဲ့ပတ်သက်တာတွေအဲကျွန်တော်တို့ခုနဆက်မှုလက်မှုနဲ့ပတ်သက်တာတွေကိုစတင်ပြီးတော့တင်ကြားပေးနေပါတယ်။တင်ကြားနိုင်အောင်စီစဉ်နေပါတယ်။ဒါဟာဒီနေ့တရက်အလုပ်ဟုတ်ပါဒီရဲဘော်တွေရဲ့တဘောအလုံးစာအတွက်တစ်သက်လုံးစာအတွက်ကျွန်တော်တို့စီစဉ်ရမှာဖြစ်ပါတယ်။အသက်မွေးဝမ်းကြောင်းပညာဒါကြောင့်လည်းပဲကျွန်တော်တို့လွတ်မြောက်ဒေတာတွေမှာအသက်မွေးဝမ်းကြောင်းပညာအကြောင်းလေး အစင်းမြင့်ပညာကျောင်းတွေအဲဒီသူတို့ရဲ့ဘဝရှင်သန်နိုင်ဖို့အတွက် skill သင်ပေးနိုင်တဲ့အဲသူတို့စမ်းဆောင်ရည်တွေမြင့်ပေးနိုင်တဲ့ပညာတွေကိုသင်ကြားပေးဖို့ကျွန်တော်တို့စီစဉ်နေတယ်နာကတ်မှာလည်းစီစဉ်ရမယ်စောစောကကျွန်တော်ပြောခဲ့သလိုသူတို့တဘွားလုံးစာတသက်လုံးစာကျွန်တော်တို့တာဝန်ယူရမှာဖြစ်ပါတယ်နိုင်ငံတော်အနေနဲ့အနာဂတ်အနေနဲ့တာဝန်ယူနိုင်မယ့်တာဝန်ယူရမယ့်ဥပဒေတွေလည်းကျွန်တော်တို့ပြဋ္ဌာန်းမှုစီစဉ်နေတာဖြစ်ပါတယ်လို့ကျွန်တော်ဖြည့်ချင်ပါတယ်ဒါအလုံးသိတဲ့အတိုင်းပဲ အဲကိုလက်အင်္ဂါဆွတ်လွတ်ရတယ်ဆိုတော့ခြေောက်လက်ဆွတ်လွတ်ခဲ့ရတယ်သူတွေဆိုရင်သူတို့ကိုအခုကျွန်တော်တို့အဲသူတို့ပြန်ပြီးတော့ဘဝတွေကိုပြန်ရအောင်ခြေတုလက်တုကျွန်တော်တို့တက်ဆင်ပေးနေတာဖြစ်ပါတယ်တကယ်တမ်းတော့ဒီခြေတုလက်တုတက်တယ်ဆိုတာတစ်ခါတက်ရုံနဲ့ပြီးတာမဟုတ်ပါဘူးသူတို့ရဲ့တသက်လုံးစာတဘဝလုံးစာအတွက်ကျွန်တော်တို့တက်ပေးရမှာဖြစ်ပါတယ်နှစ်နှစ်သုံးနှစ်ရှိတဲ့အချိန်မှာအသက်လဲပေးရမှာဖြစ်ပါတယ်ဒါကြောင့်အခုအချိန်မှာအသက်20အစိတ်ခုနကကိုလက်အင်္ဂါဆွတ်လွတ်ရတဲ့သူတွေဆိုရင်သူတို့အသက် 80 90အထိကျွန်တော်တို့တာဝန်ယူရမှာဖြစ်ပါတယ်တာဝန်ယူနိုင်အောင်လဲစီစဉ်နေပါတယ်အခုမြန်မာနိုင်ငံအနှံ့မှာဂျီတုလက်တုဌာနပေါင်း14ခုရှိပါဒီ14ခုကနေပြီးတော့ကျွန်တော်တို့ဂျီတုလက်တုတက်ဆင်ပေးနေပါတယ်လုံလောက်မှုမရှိသေးပါဘူးအဲတကယ်တော့အဲအခုချိန်မှာကိုလက်အင်ကဆွန့်လွှတ်ရတဲ့သူ4000ကျော်တွေကကျွန်တော်တို့2000လောက်ကိုပဲကျွန်တော်တို့တက်ဆင်ပေးနိုင်သေးတာဖြစ်ပါတယ်ပိုမိုပြီးအားစိုက်ပြီးဆောင်ရွက်ဖို့လိုသလို့ သူတို့ရဲ့တသက်လုံးစာတဘောအလုံးစာစီစဉ်ဆောင်ရွက်မှုတွေကျွန်တော်တို့အားထုတ်ကြရမှာကြိုးပမ်းကြရမှာတာဝန်ယူတာဝန်ခံကြရမှာဖြစ်ပါတယ်အခုလို့ပြန်လည်ထူထောင်ရေး rehabilitation နဲ့မကဘဲနဲ့အဲသူတို့ရဲ့ physically mentally fit ဖြစ်အောင်ကျွန်တော်တို့လုပ်ယုံနေမကဘဲနဲ့သူတို့ဘဝသူတို့ကြောင်းနိုင်အောင်တက်မွေးဝမ်းကြောင်းပညာတွေကိုလည်းပဲသင်ကြားပေးကြရမှာဖြစ်ပါတယ်သင်ကြားပေးနေပါတယ်လို့ကျွန်တော်အနေနဲ့ဖြည့်ချင်ပါတယ် ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာအခုဆိုရင်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ဂျမရေးဝန်ကြီးဌာနပူးပေါင်းပြီးတော့စေတပ်ဖွဲ့တွေဖွဲ့စည်းဆောင်ရွက်နေတာရှိတယ်လို့သိရပါတယ်စေတပ်ဖွဲ့တွေဘယ်လောက်ရှိနေပြီလဲဒီစေတပ်ဖွဲ့တွေရဲ့အဓိကတာဝန်တွေကဘာတွေလဲဆိုတာသိပြရစီဆရာကြီးခင်ဗျာဟုတ်ပါတယ်ကျွန်တော်တို့ဒီနေ့တော်လန်ရေးမှာကျွန်တော်တို့ဂျမရေးစောင့်ရှောက်မှုမှာဦးစားပေးနံပါတ်1ဖြစ်တဲ့ဒီတော်လန်ရေးထဲမှာရှိနေတဲ့ရဲဘော်တွေရဲ့ဂျမရေးစောင့်ရှောက်မှုဟာဂျမရေးဝန်ကြီးဌာန MOH ကကာကွယ်ရေးဝန်ကြီးဌာန MOD မှာရှိနေတဲ့စေတပ်ဖွဲ့တွေရောရဲ့ ဦးစားပေးအစီအစဉ်ဦးစားပေးကျန်းမာရေးစောင့်ရှောက်မှုပဲဖြစ်ပါတယ်။ဒါအတွက်ပဲကျွန်တော်တို့တွေတော်လန်ရေးရဲ့အစကနေအစီအစဉ်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ကျန်းမာရေးဝန်ကြီးဌာနမှာဆိုရင်အင်အား9000ကျော်ရှိတဲ့ CDM နေနဲ့ဖွဲ့စည်းထားသလိုဒီ MOD ကာကွယ်ရေးဝန်ကြီးဌာနစီးအဖွဲ့မှာလည်းအင်အား1000နီးပါးရှိတဲ့စီးအဖွဲ့များနဲ့ဖွဲ့စည်းပြီးတော့ကျွန်တော်တို့ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာဖြစ်ပါတယ်။ဒေတာအလိုက်တွေကျွန်တော်တို့ ကျမ်းမာရေးဆောင်ဆောင်နိုင်တဲ့ဆေးရုံတွေဆေးကန်းတွေရှည်တန်းဆေးရုံဆေးကန်းတွေနောက်တက်စိတ်လိုက်တက်ရင်လိုက်ဆေးအဖွဲ့တွေဖွဲ့စည်းပြီးကျွန်တော်တို့ဆောင်ဆောင်ပေးနေတာဖြစ်ပါတယ်ကျမ်းမာရေးဝန်ကြီးဌာန MOH အနေနဲ့ရှိတဲ့ဒီဆေးရုံတွေမှာလည်းပဲအဲကျွန်တော်တို့ဒီရဲဘော်တွေအတွက် PDF တွေအတွက်အခမဲ့ဆောင်ရှောက်မှုပေးနေတာဖြစ်ပါတယ်အချိန်မရွေးကုသနိုင်အောင်လည်းစီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်ဒါပေမဲ့ ညာပြည်သူနဲ့ရော်ပြည်ရဲဘော်တွေကိုကုတဲ့အချိန်မှာတော့လုံကြုံရေးကိုအတူပြူဆိုက်ရတာဖြစ်ပါတယ်။တစ်ဖက်ကဒီစာကစခုတော့စာကမပေါ့နော်။သူတို့ကလည်းပဲရည်ရွယ်ချက်ရှိရှိနဲ့အခုလိုလေချောင်းတိုက်ခိုက်မှုတွေကိုစေးယုံစေးကန်းနဲ့ကျမကြီးစောင့်ရှောက်တဲ့သူတွေကိုတိုက်ခိုက်နေတဲ့အချိန်မှာကျွန်တော်တို့အထူးဂရုစိုက်ပြီးတော့ဒါပြုစုကူတာစောင့်ရှောက်မှုတွေပေးနေရတာဖြစ်ပါတယ်။ဒါကြောင့်လည်းပဲအားလုံးသိပြီးသားဖြစ်တဲ့အတိုင်းကျွန်တော်တို့ safe hospital safe head care campaign လုပ်ပြီးတော့မြေအောက်ဆေးရုံတွေကျွန်တော်တို့တည်ဆောက်နေတာဖြစ်ပါတယ်မြေအောက်ဆေးရုံခုချိန်မှာဆေးရုံကျွန်တော်တို့တည်ဆောက်နေတာဟာရည်ရွယ်ချက်ဟာဒီတော်လန်ရေးထဲမှာရှိနေတဲ့ရဲဘော်များအတွက်ဦးစားပေးရည်ရွယ်ချက်နဲ့တည်ဆောက်နေတာဖြစ်ပါတယ်ပြည်သူလူထုရဲ့အကျမ်းမာရေးစောင့်ရှောက်မှုကိုလည်းပေးဖို့အတွက်ဖြစ်တယ်လို့အဓိကဖြစ်တဲ့ဒီရဲဘော်တွေရဲ့အကျမ်းမာရေးစောင့်ရှောက်မှုပေးနိုင်အောင်အခုလို underground hospital ကျွန်တော်တို့ လုံကြုံစိတ်ချရတဲ့စေယုံစေကန်းတွေကိုကျွန်တော်တို့တိဆောက်နေတာပဲဖြစ်ပါတယ်လို့ကျွန်တော်ဖြစ်ကြပါတယ်။ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာ။အာအခုဆိုလို့ရှိရင်ဒီမြေပြင်မှာအချို့သောတာဝန်ရှိပုဂ္ဂိုလ်တွေကအာဂရီလိုက်စားမှုတွေအချင်းပြတ်ချစားမှုတွေရှိနေတယ်ဆိုတာမျိုးတရင်အချို့တက်လာတာတွေရှိနေပါတယ်။ဒီကိစ္စကိုရောဆရာကြီးတို့အနေနဲ့ဘယ်လိုကန်တွယ်ဆောင်ရွက်နေပါလဲခင်ဗျာ။ကျေးဇူးပါ။ဒီမေးခွန်းကတော့တိတ်ကိုအရေးကြီးတဲ့မေးခွန်းပေါ့။ဒါကတကယ်တမ်းတော့အဲကျွန်တော်တို့အာဂရီလိုက်စားမှုဆိုတာအခုလဲခွင့်လွှတ်လို့မရဘူးလို့နောင်လဲခွင့်လွှတ်လို့မရပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့အခုလိုမျိုးပျက်စီးနေရခြင်းကျွန်တော်တို့နိုင်ငံအခုလိုမျိုးဒီခံစားနေရခြင်းဟာဒီအာဂတိလိုက်စားမှုကြောင့်ဖြစ်ပါတယ်ဒီစစ်အာဏာရှင်တွေအဆက်ဆက်ဟာဒီအာဂတိလိုက်စားမှုနဲ့တိုင်းပြည်ကိုတိဆောက်ထားတာဖြစ်ပါတယ်ဒါကြောင့်လဲကျွန်တော်တို့တိုင်းပြည်ဟာကဘာပေါ်မှာအညံ့ဆုံးကဘာပေါ်မှာအဆင်ရဲဆုံးနိုင်ငံဖြစ်ရခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီနေ့တော်လှန်ရေးမှာလဲဒီအာဂတိလိုက်စားမှုကို အာဂတိမှုကို ခွင့်မပြုနိုင်ပါဘူးကျွန်တော်တို့ရဲဘော်တွေ တယောက်ချင်းစီရဲ့အသက်တွေဘဝတွေကိုလက်အင်္ကာတွေပေးဆက်ထားရတာကြောင့်တစ်ချက်တစ်ပြားမှတော်လှန်ရေးအပေါ်ကနေအမျက်မထုတ်တင့်ပါဘူးအမျက်ထုတ်တဲ့သူကိုကျွန်တော်တို့အရေးယူရမှာပဲဖြစ်ပါတယ်ကျွန်တော်အမျက်ထုတ်ရင်ကျွန်တော်ကိုအရေးယူရမှာဖြစ်ပါတယ်ဒါကြောင့် NUG အနေနဲ့အခုချိန်မှာ reform လို့ပြောတဲ့အများပြောတဲ့ဟာစောင်ရက်နေတဲ့အချိန်မှာရခင်ကတော်လှန်ရေးအစကတိဆောက်ခဲ့တဲ့စီမံခန့်ခွဲအုပ်ချုပ်မှုတွေထဲမှာဒီ anti corruption အာဂတိလိုက်စားမှုတိုက်ဖြတ်ရေးကိုအဓိကလုပ်ငန်းတစ်ခုအနေနဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အခုမြေပြင်ရောက်တဲ့အချိန်မှလည်းပဲဒီအာဂတိမှုတွေကို တိုက်ဖြတ်ပြီးတော့ကျွန်တော်တို့အခုရေးယူမှုတွေတောက်လျှောက်ဆောင်ရွက်နေတာဖြစ်ပါတယ်။အားလုံးတည်ပြီးသားဖြစ်မှာပါ။ဒီထဲမှာအခုလောလောဆယ်ကိုပဲကျွန်တော်တို့ထိမ့်သိမ်းထားရတဲ့ကျွန်တော်တို့ဒီဒေါ်လန်ရေးအဲစီမံခန့်ခွဲအုပ်ချုပ်တဲ့သူတွေရှိပါတယ်။အလုပ်တာဝန်တွေရပ်နားထားရတဲ့သူတွေရှိပါတယ်။ နာကျွန်တော်ပြောခဲ့တယ်လို့ဒီနေ့တော်လန်ရေးမှာအသက်ပေးနေရတဲ့ရဲဘော်တွေအတွက်ကိုလက်အင်္ကာပေးဆက်နေရတဲ့ရဲဘော်တွေအတွက်ဘဝတွေပေးဆက်နေရတဲ့ CDM တွေအတွက်ဘယ်လိုနည်းနဲ့မှဒီတော်လန်ရေးအပေါ်မှာအမျက်ထုတ်တာကိုခွင့်လွှတ်နိုင်စရာအကြောင်းမရှိပါဘူးဘယ်တော့မှလည်းခွင့်လွှတ်မှာမဟုတ်ဘူးဒါတို့တော့ပြက်ပြက်သားသား ကြည့်ရှင်းသွားမှာဖြစ်ပါတယ်လို့ကျွန်တော်ဖြည့်တင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာအခုဆိုလို့ရှိရင်ဒီအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေအပါအဝင်တော်လှန်ရေးအင်အားစုတွေဘက်ကဒီစိုးမိုးနယ်မြေတွေရှိလာတဲ့အလျောက်ဒီစိုးမိုးနယ်မြေတွေကနေရရှိလာတဲ့ဗန္ဒာငွေရရှိမှုအခြေအနေတွေကရောဘယ်လိုရှိပါလဲဆရာကြီးခင်ဗျာအဲတစ်ဆက်တည်းမှာပဲဒီဗန္ဒာငွေတွေကိုအလေးအနက်မရှိဘူးဘယ်လိုတွေစီမံဆောင်ရွက်နေပါသလဲဆိုတာပြောပြပေးပါဦးဆရာကြီးခင်ဗျာကျေးဇူးပါဒါလည်းခုန Anti Corruption နဲ့တစ်ဆက်သေးပေါ့နော်အဲကျွန်တော်တို့ဒီအဂရိလိုက်စားမှုတွေနဲ့တစ်ဆက်သေးပါ ကျွန်တော်တို့ခုမြေပြင်မှာအဓိကထားဆောင်ရွက်နေတဲ့လုပ်ငန်းဆိုရင်ဘဏ္ဍာငွေကို စနစ်တကျစုဆောင်ရရှိရေးနဲ့အကျိုးရှိရှိအသုံးချနိုင်ရေးဆိုတာစောစောကပြောတဲ့အာဂတိလိုက်စားမှုတိုက်ဖြတ်ရေးနဲ့အတူတူဒါတွဲပြီးပါလာတဲ့အဓိကလုပ်ငန်းတစ်ခုဖြစ်ပါတယ်ဒီနေ့ဒေါ်လာရေးဟာစခဲ့တုန်းကတော့ပြည်သူ့မှပြည်သူတို့နဲ့ပြည်သူတွေရဲ့ပါဝင်မှုတွေနဲ့ကျွန်တော်တို့စခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အခုချိန်မှာတော့ကျွန်တော်ရင်ပြောခဲ့သလို2021နဲ့2025 မတူတော့ဘူးလို့ကျွန်တော်ပြောခဲ့သလို2025မှာကျွန်တော်တို့တွေစိုးမိုးနယ်မြေတွေရရှိလာတာဖြစ်ပါတယ်အဲကျွန်တော်အရင်တစ်ခါပြောတော့ဝိုင်းတော်ရည်ခဲ့ကြကျွန်တော်တို့ရဲ့စိုးမိုးဒေတာဟာမလေးရှားနိုင်ငံလောက်ကျင်နေပြီဖြစ်ပါတကယ်လဲကျဲသလို့အဲ့ဒီနေရာဒေတာတွေမှာတယံစာတတွေစိုက်ပျိုးမွေးမြူရေးတွေအသက်မွေးပန်းကြောင်းတွေကုံတွယ်စီးပွားရေးတွေပြုလုပ်နေနိုင်တာဖြစ်ပါတယ်ပြုလုပ်နေကြတာဖြစ်ပါတယ်ဒါကြောင့်ဒီအပေါ်မှာကျွန်တော်တို့တယံစာတအပေါ်မှာရရှိတဲ့ ငွေကြေးကိုမှန်မှန်ကန်ကန်နဲ့ပြည့်ပြည့်စုံစုံရရှိရေးစောစောကစာရေးပြိုရေးမွေးမြူရေးတွေကနေငွေငွေကောင်းတွေရရှိရေးနောက် border trade ဒီဒီအိန္ဒိယတရုတ်တို့တို့လာနေရှိပါတယ်ဘင်္ဂလားဒေ့ရှ် border ရှိတယ် Thai border ရှိဒီ border trade တွေကနေမှန်ကန်နဲ့ဝင်ငွေတွေရရှိစေရေးကျွန်တော်တို့အခုမြေပြင်မှာစီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်ကြက်မှတ်နေတာဖြစ်ပါတယ်ဒါကြောင့်လည်းပဲအဲကျွန်တော် ရခင်ကနဲ့ဆိုင်ယခုအချိန်မှာ2024နဲ့2025မတူတော့ပဲ2025မှာပိုမိုပြီးတော့ဟောင်ကောင်နဲ့အခွန်အတုပ်ကောက်ယူမှုနဲ့ဝင်ငွေရရှိလာတယ်လို့ကျွန်တော်ဖြေချင်ပါတယ်ဒီအချိန်မှာဘယ်လောက်ရတယ်ဘယ်လိုလဲဆိုတာတော့ကျွန်တော် data မဖြေနိုင်ဘူးအားကြောင့်လဲဆိုဒါလျှို့ဝှက်ထားရမှာဖြစ်ပါတယ်ပြည်သူမှပြည်သူတို့ပါဝင်မှုတွေနဲ့ယခုလိုမြေပြင်မှာရှိတဲ့မြေရှိရင်ငွေရှိနိုင်အောင်ကျွန်တော်တို့စီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်ဒါကိုပေါင်းပြီးတော့ ဒေါ်လာရေးအတွက်လိုအပ်တဲ့ဘဏ္ဍာငွေအင်အားတောင့်တင်းရေးစီစဉ်ဆောင်ရွက်နေပါတယ်လို့ကျွန်တော်အနေနဲ့ဖြေချင်ပါတယ်။ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာ။ဒီကနေ့ interview အစီအစဉ်ကနေဆရာကြီးအနေနဲ့ဘာများဖြည့်ဆွက်ပြောလို့ပါလဲခင်ဗျာ။အဲဖြည့်ဆွက်ပြောချင်တာဆိုတာအထက်ပေါ့နော်။ကျွန်တော်တို့ဒီနေ့ဒေါ်လာရေးမှာအရေးအကြီးဆုံးကဘာလဲဆိုရင်တော့နံပါတ်1ကတော့ပြည်သူလူထုရဲ့ပါဝင်မှုပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒေါ်လာရေးရဲ့အင်အားဟာပြည်သူရဲ့အားပဲဖြစ်ပါတယ်။ People power ပဲဖြစ်ပါတယ်။ People participation ပဲဖြစ်ပါတယ်။ဒါဖြစ်ဖို့အတွက် People trust ပြည်သူလူထုရဲ့ယုံကြည်မှုလိုအပ်ပါတယ်။ ဒီလိုပြည်သူလူထုရဲ့ပါဝင်မှုယုံကြည်မှုရရှိဖို့အတွက်ပြည်သူတွေအတွက်ကျွန်တော်တို့တော်လှန်ရေးကကောင်းမွန်တဲ့တရားဥပဒေစိုးမိုးတဲ့အေဂျင့်တဲ့နေရာတွေဖြစ်အောင်ဖန်တီးပေးဖို့လိုပါတယ်။တည်ငြိမ်တဲ့နေရာတွေဖြစ်အောင်ဖန်တီးပေးဖို့လိုပါတယ်။ဒါကြောင့်တရားဥပဒေစိုးမိုးရေးနဲ့စီမံခန့်ခွဲအုပ်ချုပ်ရေးအရေးကြီးပါတယ်။ ဒီအချိန်မှာတရားဥပဒေစိုးမိုးရေးစီမံခန့်ခွဲအုပ်ချုပ်နေတဲ့သူတွေကိုဒါဟာအရေးကြီးတဲ့ကဏ္ဍဖြစ်တယ်ဆိုတာကိုပုဂ္ဂိုလ်ကိုလည်းသိဖို့လိုတယ်အဖွဲ့အစည်းအနေနဲ့လည်းသိဖို့လိုတယ်မပြောင်းရောက်တဲ့အချိန်မှာပြည်သူလူထုအတွက်ဝန်ဆောင်မှုတွေပေးနိုင်အောင်ပြည်သူလူထုစားဝတ်နေရပြည်လေအောင်ခုချိန်မှာဦးစားပေးအစီအစဉ်နေနဲ့ပြန်လည်ထူထောင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး လွတ်မြောက်ဒေတာများပြန်လည်ထူထောင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုစီစဉ်ဆောင်ရွက်နေတာဖြစ်တဲ့ဝိုင်းပြီးတော့လည်းအားလုံးပြည်တွင်းပြည်ပပြည်သူတွေအနေနဲ့စူးစမ်းကြဖို့လိုအပ်တယ်လို့ကျွန်တော်အနေနဲ့ဒါတစ်ချက်ပြောချင်ပါနောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ရဲ့စီလုံးညီညွတ်မှုဟာတိတ်ကိုအရေးကြီးပါတယ်ဒါကျွန်တော်ဆီမှာလည်းပြောခဲ့ပြီးသားဖြစ်တယ်ကျွန်တော်တို့တော်လန်ရေးအင်အားစုတွေအချင်းချင်းကြားမှာနားလည်မှုတွေအပြန်အလှန်လေးစားမှုတွေနဲ့စီလုံးညီညွတ်ကြဖို့လိုပါတယ် ဒီအချိန်မှမှစီလုံးမှုညီညွတ်မှုမရရင်ဘယ်တော့ရအောင်ယူကြမှာလဲလို့ကျွန်တော်တော့မေးခွန်းထုတ်ချင်ပါအားလုံးကိုလည်းတွန်းအားပေးချင်ပါဒိုင်ရန်သာအဖွဲ့အစည်းအသီးသီးနဲ့တော်လန်ရေးအင်အားစုအသီးသီးဟာဒီအချိန်မှာပေါင်းစည်းရမယ့်အချိန်ညီညွတ်ကြရမယ့်အချိန်အတူတူတိုက်ပွဲဝင်ကြရမယ့်အချိန်ဖြစ်ပါတယ်လို့ပြောချင်ပါဒါနောက်တစ်ချက်ကတော့ဒါအရေးကြီးပါတယ်ဒါလည်းကျွန်တော်တို့တွေအခုချိန်မှာလွတ်မြောက်ဒေသတွေရှိပါတယ်ရခိုင်မှာလည်းရှိတယ် ချင်းမှာလည်းရှိတယ်ကချင်းမှာလည်းရှိတယ်ရမ်းမြောက်မှာလည်းရှိတယ်ကရင်နီမှာလည်းရှိတယ်ကရင်မှာလည်းရှိတယ်ကျွန်တော်တို့စကိုင်းမကွေမန္တလေးမှာလည်းရှိဒီလွတ်မြောက်ဒေသတွေကိုအခြေခံပြီးကျွန်တော်တို့တော်လှန်ရေးအားကောင်းတဲ့တော်လှန်ရေးအနေနဲ့ဆက်နိုင်အောင်ကျွန်တော်တို့စီစဉ်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်ဒီဒေသတွေရဲ့ဆိုင်ရေးပြိုရေးမွေးမြူရေးတယံဇာတအရေးတွေကနေရရှိလာတဲ့ဘန္တာငွေနဲ့တော်လှန်ရေးကိုနောက်တစ်ဆင့်တက်ရမှာဖြစ်ပါတယ် ဒီဒေတာတွေမှာခိုင်မာတဲ့အခြေခံကောင်းတွေတိစောက်ကြရမှာဖြစ်ပါတယ်။ကဘာကအိနာနီးချင်းတွေကဘသူမှကုညီသည်ဖြစ်စီမကုညီစီဖြစ်စီကျွန်တော်တို့အားနဲ့ဒီလွတ်မြောက်ဒေတာတွေမှာဖုတ်လုံမှုတွေတိစောက်မှုတွေဖန်တီးပြီးတော့ကျွန်တော်တို့တီထွင်ပြီးတော့ကျွန်တော်တို့အားနဲ့ကျွန်တော်တို့တော်လန် ရေးကိုအဆုံးသတ်နိုင်အောင်ဆက်ပြီးကြိုက်ပွဲဝင်သွားကြရမှာဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောလိုပါတယ်။